အာနာရှင်တွေဟာသာသနာကိုအတပြာရီဘောဓိစိတ်တွေနဲ့လဲအလဲအထက်လောက်ကြပါသေးတယ်။တပေါင်းလာပြင်းနေမှာစက္ကလူတန်းလေးရှိတဲ့ဘောဓိစိတ်တွေနဲ့ပတ်သက်ပြီးပြောရရင်ဘောဓိစိတ်တစ်ခုချင်းစီမှာပေါက်စည်းတစ်မျိုးစီရှိကြပါတယ်။ဝေပံခွင့်လုံးဝမရှိတွေးခေါ်ခွင့်တွေကိုပိတ်ပင်တားဆီးခံထားရသလိုအကျိုးစီးပွားကြည့်ကြတဲ့ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကြောင့်ဗုဒ္ဓသာသနာအဖြစ်ကနေထေရဝါဒသကလုံးအောက်ကအာနာရှင်အလိုကြပုံဖော်နေရတဲ့သာသနာအဖြစ်ဆောက်ရုပ်လာခဲ့ပါတယ်။ ျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ဘုတ်ကတော့စောင်းပါရှင်နဒီမင်းရေးသားတဲ့အာနာရှင်ရဲ့ထေရဝါဒဆိုတဲ့စောင်းပါတဲ့ဘုတ်ပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုမရေးမဖြစ်တနေ့တော့ရေးမယ်လို့စိတ်ကူးခဲ့တာကြားပါပြီဒီနေ့တခြားဘာသာရေးအရေးချုံတွေပေါ်လာတဲ့နိုင်ငံမှာအလွယ်လွယ်အမောက်မောက်တွေဖြစ်လာတာတွေ့နေရတော့ရေးမှဖြစ်တော့မယ်လို့အဆုံးဖြတ်ချက်ချမိပါတယ်မြန်မာပြည်ကနံပါတ်ကြီးဇေယျတော်တွေကိုစစ်တကထိပ်ပန်းကောင်းဆောင်တွေကိုးကွယ်ကြတာများပါတယ် စစ်တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေဟာငွေလဲပေါပေါသုံးနိုင်ကြတယ်လို့အာနာပါဝါရီကလည်းရှိကြတော့အကုတ်ခွဲကဖုံးတော်ကြီးတွေအတွက်လိုတိုင်းတတိုင်းရနေတဲ့အတွက်စစ်ဘုတ်ချုပ်တွေဘာလို့လို့ထောက်ခံအားပေးနေကြတာဖြစ်ပါတယ်အနောက်တိုင်းဒီမိုကရေစီဝါဒလွှမ်းမိုးလာရင်မြန်မာနိုင်ငံမှာဘာသာသာသနာကွဲပြောက်သွားလိမ့်မယ်ဆိုတဲ့စကားလုံးကတော့အာနာရှင်တွေရဲ့ခိအဆက်ဆက်လက်သုံးတော်စကားကြီးဖြစ်ပါတယ်ဒီစကားနဲ့ပတ်သက်ပြီးဖုံးတော်ကြီးများကိုဂျင်းထဲစီယုံထားတယ်လို့မြို့ဖလာဗုဒ္ဓဘာသာဝင်တွေကိုလည်းဂျင်းထဲစီယုံထားခဲ့ကြပါတယ် ဒါကြောင့်လဲနိုင်ငံရေးအာဏာကိုဘာသာပြောက်မှာစိုးကြောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အပိုင်ယူသိမ်းယူထားခဲ့ကြတာခေတ်ဆက်ဆက်ဆိုပါတော့တကယ်တော့ဗုဒ္ဓပြောတဲ့ဓမ္မသဘောကိုသူတို့တကယ်နားမလဲပါဘူးသူတို့လိုရာပုံဖော်ထားတဲ့စိတ်ကူးစိတ်တမ်းတွေနဲ့ဗုဒ္ဓရဲ့ဓမ္မအနှစ်သာရတွေကိုဖျက်ဆီးနေကြတာပါတကယ်တော့မြန်မာပြည်မှာဗုဒ္ဓလမ်းစဉ်ထက်ထေရဝါဒလမ်းစဉ်ကပိုကြီးစိုးနေတယ်လို့မြင်မိပါတယ်ထေရဆိုတာယဟန်သက်ဆေးဝါးရရှိပြီးသောယဟန်ကိုပြောလိုတာဖြစ်ပြီးဝါဒဆိုတာကတော့ခံယူချက်ကိုပြောလိုတာဖြစ်ပါတယ် ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနှစ်ပေါင်းတရာကျော်ဒုတိယသင်္ကယနာတင်တဲ့ပွဲမှာစတဲ့သုံးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝိနယဓမ္မဝိနည်းတွေအပေါ်ကိုလိုတလိုလူတို့ပို့ချော့လောက်လာကြတဲ့ယဟန်တွေရှိလာတာကြောင့်ဗုဒ္ဓရဲ့ဝိနယဓမ္မတွေကိုသူအချစ်အတိုင်းစိတ်သုံးဆောက်တည်ဖို့အပြိုင်အယူဝါဒတစ်ခုအဖြစ်ထေရဝါဒဆိုတာပေါ်ပေါက်လာခဲ့တယ်လို့သိရပါတယ်။တကယ်တော့အလွန်ကောင်းတဲ့လမ်းစဉ်ပါ။ဒါပေမဲ့နှစ်ကာလကြာမြင့်လာတဲ့အခါထေရဝါဒရဲ့ဆိုလိုရင်းအနှစ်တော်တော်တွေလည်းပျောက်ဆုံးလာသလိုယဟန်မြတ်ရဲ့ဝီနိသိက္ခာပုဒ်ဒီအပေါ် လိုက်နာစောင့်သိမှုဟာလည်းရုပ်ရော်လာခဲ့ပါတယ်မြန်မာပြည်တွင်းမှာပဲထေရဝါဒခေါင်းစဉ်အောက်မှာထပ်မံပြီးဂိုင်းတွေအယူအဆတွေကွဲထွက်လာပါတယ်။အဲဒီဂိုင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။အဲဒီဂိုင်းတွေဟာတဂိုင်းနဲ့တဂိုင်းအယူအဆအတွေ့အခေါ်ကျင့်သုံးပုံတွေမတူကြပါဘူး။ဗုဒ္ဓဘာသာဆိုပေမဲ့ဗုဒ္ဓရဲ့ဓမ္မတွေအပေါ်ချွတ်မြင့်သုံးသပ်ပုံတွေကွာခြားကြပါတယ်။အဲဒီအခါမှာထေရဝါဒကအာစတိယဝါဒဖြစ်သွားတော့တာပါပဲ။ချွေခြင်းကလည်းချွေခြင်းမအမှန်၊သူတမကလည်းသူတမ စသည်ဖြင့်အတွေ့အမြင်မတူခြင်းအပေါ်အရှိခံပြီးဝိနည်းရဓမ္မတွေကလည်းအပြောင်းအလဲဖြစ်လာပါတယ်။တခါကစာရေးသူကိုအထင်ကရစာရေးဆရာကြီးတဦးကပြောမှုပါတယ်။တနေ့သူစီသွားရင်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဆွေးနွေးပြောပြကြတော့သူကဒီမှာမောင်ရင်ထေရဝါဒဆိုတာမရှိဘူးဗုဒ္ဓဝါဒပဲရှိတယ်။ထေရဝါဒဆိုတာတကယ်တော့ဗုဒ္ဓဆိုတဲ့စကားလုံးကိုဖျောက်ပြစ်လိုက်တာပဲလို့ဆိုပါတယ်။စာရေးသူအတွက်လည်းတွေးစရာတွေအများကြီးဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ထေရဝါဒကြီးစိုးမှုအောက်မှာတချို့သောဗုဒ္ဓအလိုကျဓမ္မတွေပျောက်ဆုံးသွားခဲ့ရသလိုတချို့သောဗုဒ္ဓအလိုကျနေထိုင်ကျင့်သုံးလိုတဲ့ယဟန်တော်များလည်းအနှိတ်ကိုခံခဲ့ကြရတာပြီးတမိုင်းမှာအထင်ရှားရှိခဲ့ပါတယ်လောလတ်စွာတွေးခွင့်အရေးခွင့်တွေကိုလည်းဟန့်ထားထားခဲ့ပါတယ်ဥပမာပြောရရင်တမိုင်းတစ်ခေတ်မှာမှတ်တမ်းများစွာအထင်ကရရှိခဲ့ကြတဲ့အရှင်အာရိသဝင်သားလိုဆရာတော်မျိုးအရှင်ဩက္ကဋ္ဌလိုဆရာတော်မျိုးတွေကတက်တည်တည်နေပါတယ်ဒီဆရာတော်တွေကိုထေရဝါဒမူနဲ့မကိုက်ညီလို့ဆိုပြီး ပကတနိယကံ ပြုခဲ့ကြရပါတယ်။အရှင်အာတိသဝင်သားဆရာတော်ဟာဘိက္ခုနီသာသနောပရိသတ်ကျမ်းကိုရေးသားခဲ့လို့ပကတနိယကံနဲ့အပတာရပဝေနိယကံစောင့်ခံရခြင်းတို့ကြောင့်လိုဝေလဲခဲ့ရပါတယ်။ဆရာတော်ဟာအင်္ဂလိပ်စာအရေးပြောကိုယဟန်တွေတက်ထားမှဖြစ်မယ်။နောက်တစ်ချိန်သာသနာပြုတဲ့အခါမဖြစ်မနေလိုအပ်လာလိမ့်မယ်လို့ဆိုတဲ့အယူအဆအပေါ်ထေရဝါဒယဟန်အတိုင်းဝိုင်းရဲ့ကဲ့ရဲ့ရှုပ်ရှားခြင်းကိုလည်းခံခဲ့ရပြန်ပါတယ်။ နောက်တစ်ပါးကတော့လူသေးလူဖြစ်စာအုပ်ကြောင့်သာသနာမှာထင်ရှားခဲ့တဲ့ဆရာတော်ရှင်ဥက္ကဋ္ဌပဲဖြစ်ပါတယ်။ဆရာတော်ကြီးဟာတခိတစ်ပါးဆိုသလိုအလွန်ထက်မြက်ပြီးကြီးညိုစရာကောင်းတဲ့ဗုဒ္ဓအလိုကျယဟန်တစ်ပါးဖြစ်ပါတယ်။သို့သောလူသေးလူဖြစ်စာအုပ်ကြောင့်1963ခုနှစ်ဇူလိုင်လ14ရက်နေ့မှာပကတနိယကံပြုခံခဲ့ရပါတယ်။ဆရာတော်ရဲ့ကြောက်ခွင်းအရေးတော်ပုံအစွဲပြုတ်တဲကုတ်ချွေနန်းတော်စတဲ့စာအုပ်တွေဟာအလွန်ထင်ရှားခဲ့တဲ့စာအုပ်တွေဖြစ်ပါတယ်။ဘာသာစကားအနေနဲ့လဲတက္ကရာဟိန္ဒီနဂရီဥရဒူ အာရဗီဘင်္ဂလီပါဠိအင်္ဂလိပ်မြန်မာပြင်သစ်လက်တင်စစ်စတဲ့ဘာသာစကားပေါင်းများစွာကိုတကြမ်းသူဖြစ်ပါတယ်။သို့တော်လည်းများမကြာမီကာလမှာပဲဆရာတော်ရှင်ဥက္ကဋ္ဌရဲ့စာအုပ်တွေကိုထောက်ဝေဖြန့်ချီခွင့်နေပိတ်သိမ်းလိုက်ပါတယ်။မြန်မာပြည်ဟာဗုဒ္ဓအလိုနဲ့လွဲနေတဲ့နိုင်ငံတကာနိုင်ငံဆိုရင်ပုံမှန်လိုက်မယ်လို့ထင်ပါတယ်။လွတ်လပ်စွာတွေးခေါ်ခွင့်ဝေဖန်ခွင့်ဆိုတာဗုဒ္ဓသာသနာမှာအဓိကဖြစ်ပါတယ်။သို့တော်လည်းဝေဖန်ခွင့်လုံးဝမရှိတွေးခေါ်ခွင့်တွေကိုပိတ်ပင်တားဆီးခံထားရသလို့ အကျိုးစီးပွားကြည့်ကြတဲ့ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကြောင့်ဗုဒ္ဓသာသနာအဖြစ်ကနေထေရဝါဒစကလုံးအောက်ကအာနာရှင်အလိုကျပုံဖော်နေရတဲ့သာသနာအဖြစ်ဆောက်ရုပ်လာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်သာသနာအတွက်တကယ့်ကိုယဉ်လေးစရာအရှင်ဒီတစ်ခုပါဒါကြောင့်လဲအနာဂတ်သာသနာကျမ်းကိုရေးသားခဲ့တဲ့တောင်မြို့မဟာကဏ္ဍယုံဆရာတော်ကြီးကယခုလိုမိန့်ခဲ့မှုပါတယ်ယနေ့အချိန်ခါသည်တင်းငိမ့်သောအခါမဟုတ်ကဘာအရရဲ့၌ပင်အယူအဆအပြောင်းလဲများ၍လှုပ်ရှားနေသောအချိန်ခါဖြစ်သည် ဤအချိန်အခါ၌ဗုဒ္ဓဘာသာဝင်လူရှင်အားလုံးပင်မိမိတို့ဤသာသနာရေးကိစ္စအများကိုဗုဒ္ဓအလိုတော်နှင့်ကန့်ညီအောင်ပြုပြင်နိုင်မှသာကြာရှည်စွာတည်တံ့သောဘာသာသာသနာဖြစ်ပါလိမ့်မည်ဗုဒ္ဓအလိုတော်နှင့်လက်မကိုက်ခိနှင့်လက်မလိုက်သောကိစ္စများကိုအယူသီးကမပြုမပြင်နိုင်ပါလင်ဘာသာရောကိုယ်ကွယ်သူတွေပါကဘာတွင်မဆိုထားပြီးနှင့်မြမပြည်တွင်မှတော်မှအောက်ကြနောက်ကြဖြစ်ရပါလိမ့်မည်တောင်မြို့ဆရာတော်ကြီး နှစ်ပေါင်းများစွာကပြောခဲ့တဲ့ဆရာတော်ကြီးစကားကအခုချိန်ထိမှန်နေတော့မှာဖြစ်ပါတယ်။အာနာရှင်တွေဟာသာသနာကိုအသက်ပြောင်ပြီးဗောဓသိတွေနဲ့လဲအလဲအထက်လောက်ကြပါသေးတယ်။တပေါင်းလာပြင်းနေမှာစက်ကလူတန်းလေးရှိတဲ့ဗောဓသိတွေနဲ့ပတ်သက်ပြီးပြောရရင်ဗောဓသိတစ်ခုချင်းစီမှာပေါက်စည်းတစ်မျိုးစီရှိကြပါတယ်။ဒီလိုကိစ္စမျိုးမှာသာသနာရေးမှာတချိန်ကနာမည်ကြီးလူသိများခဲ့တဲ့ဦးအံ့မောင်ရဲ့ထောက်ခံချက်ကအရေးကြီးပါတယ်။ဒါကြောင့်လဲဗောဓသိလိုချင်တဲ့သူတွေကသူ့ကိုမဖြစ်မနေရှိကပ်ရပါတယ်။ အဲ့ဒီအတွက်လည်းပေါက်ဈေးကအမျိုးမျိုးရှိခဲ့ပါတယ်ဗုဒ္ဓဟာသူ့သာသနာကိုအခြေတည်တံ့စေဖို့ဝိနည်းသိက္ခာပုဒ်တွေအပေါ်မှာအခြေခံပြီးတိဆောက်ခဲ့တာဖြစ်ပါတယ်ဘောရစိတ်တွေဟိမ့်နေတဲ့ကျောင်းဆောင်တော်ကြီးတွေကြော်ကြားမှုတွေစတဲ့အရာတွေအားလုံးဟာဗုဒ္ဓအလိုကြမဟုတ်တလို့သာသနာအတွက်တကယ့်ဒမန်တော်ရီဖြစ်ပါတယ်သာသနာပိုင်ဆိုတဲ့ကိစ္စကလည်းယနေ့အချိန်ခါမှာဆွေးနွေးစရာကိစ္စတရက်ဖြစ်ပါတယ်အထူးသဖြင့်ရွှေချင်းကိုင်းမှာဒီသာသနာပိုင်ကိစ္စဆိုတာပိုထင်ရှားလူသိများကြပါတယ် မင်းတို့မင်းကြီးကချွေးချင်းစီရတော်ကိုဝီနီလေးစားလိုက်တာကျင်သုံးတဲ့နေရာမှာလေးစားကြီးညိုလွန်းလို့သာသနာပိုင်အဖြစ်တင်မြောက်လို့တော်လဲတောင်နှမ်းမိပြေကောင်စัจ jati ဝီရဲ့ဆန္ဒကိုမလွန်ဆန်းနိုင်တာကြောင့်မောင်းထောင်စီရတော်ကြီးကိုသာသနာပိုင်အဖြစ်တင်မြောက်ခဲ့ရပါတယ်တနေ့တော့ချွေးချင်းစီရတော်ကြီးကသာသနာပိုင်စီရတော်ကြီးထံတွားရောက်စင်မှာသာသနာပိုင်စီရတော်ကြီးကစကားမပြောမဆိုပဲနေခဲ့တဲ့အတွက်သူ့ကိုမလိုလို့စကားမပြောတာလို့ချွေးချင်းစီရတော်ကြီးကထင်ယူပြီးចောင်းကိုပြန်ကြွလာခဲ့ပါတယ်ချွေးချင်းစီရတော်ကို 1214ခုနှစ်မှာသူတမဆရာတော်တွေကအတင်းအကျပ်ဆင့်ခေါ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမင်းတို့မင်းတည်သွားတဲ့အခါချွေချင်းဆရာတော်ကိုမြေသူမြအတင်းအကျပ်ဆင့်ခေါ်ခြင်းမရှိချွေချင်းဆရာတော်လွတ်လပ်စွာတရင်သုံးနိုင်တယ်လို့အမိန့်ထုတ်ပြန်ခဲ့ရာကအစပြုပြီးတော့ချွေချင်းဆရာတော်ရဲ့ဩဝါဒခံလိုသူတွေတဖြည်းဖြည်းများလာရာကနေချွေချင်းဂိုင်းဆိုတာပေါ်ပေါက်လာတယ်လို့မှတ်သားဖို့ပါတယ်ချွေချင်းဂိုင်းကို1990ပြည့်နှစ်မှာတန်ဃာအဖွဲ့စီမင်းစည်းကမ်းအောက်မှာတရားဝင်ဖွဲ့စည်းခဲ့ကြပါတယ် မင်းတို့မိခိကနေယနေ့အချိန်ထိချွေးချင်းတသနာပိုင်း50ဆီသွားပြီဖြစ်ပါတယ်အခုနောက်ဆုံး55ဆမြောက်ဆရာတော်ကြီးကဝိဇောရယုံဆရာတော်ကြီးဖြစ်ပါတယ်လက်ရှိမှာဝိဇောရယုံဆရာတော်လွန်တော်မူပြီးနောက်ပိုင်းချွေးချင်းတသနာပိုင်းနေရာအတွက်တီတကူဆရာတော်ကြီးကိုရထားတယ်လို့သိရပါတယ်တီတကူဆရာတော်ဟာလက်ရှိစစ်ကောင်စီနဲ့လွန်စွာအပိတ်ယူတဲ့သောဆရာတော်တစ်ပါးဖြစ်တဲ့အတွက်ချွေးချင်းလောကပါမကတခြားယဟန်တော်တွေကပါတိတ်သဘောတွေ့ပုံမရကြပါဘူးအဲ့ဒီကိစ္စအတွက်လေဒီမိုကရေစီလိုလားတဲ့ယဟန်တော်တွေရဲ့မကျေနပ်တံတွေတော်တော်ညံလို့နေပါတယ် ညီကောင်းလျှောက်ရရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဆိုးတွေကိုထိမ့်သိမ်းပေးပြီးမြစ်တာရှိထားအာဏာရှင်ကိုဆုံးမဩဝါဒပေးနိုင်မယ့်အထင်ကရဆရာတော်တစ်ပါးမှမရှိလေခြင်းဆိုတဲ့ကိစ္စဟာမြန်မာပြည်နဲ့ထေရဝါဒသာသနာရဲ့အနာဂတ်အတွက်မိကုံထုတ်เสียရတွေဖြစ်လို့နေပါတယ်မြန်မာပြည်ကြီးအစ်စ်အမန်အင်းငိမ့်ချမ်းသာစေဖို့ဆိုရင်တော့စစ်မှန်တဲ့ဗုဒ္ဓအလိုကြဆိုဆုံးမှတရားတွေထုံးကားစေနိုင်ဖို့တောင်းစု ပြည့်ုံမှတပါအရှာမရှိတော့ပါဆောင်းပါခြင်းနဒီမင်း အဆုံးထိနားထောင်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။